ကျွန်မတရေမကြောက်တော့ရုပ်ရှင်ကြည့်လို့လည်းကျွန်မမကြောက်ဘူးကျွန်မအပြင်မှာလည်းမကြောက်ဘူးအေးတတဲမှာဒီလောက်တရေချောက်တယ်ဆိုမနေရဲလို့တော့ကျွန်မနေရဲလို့မျိုးတိတ်ပြီးတော့ကျွန်မအဲ့ရနဲ့ပတ်သက်ပြီးတော့ကျွန်မဖေးလည်းမရှိဘူးဒါပေမဲ့အခုထွက်လာတဲ့သူတွေပြောကြတယ်အာသူတို့ဒီကားကြီးကကြောက်ဖို့ကောင်းတယ်လမ်းဖို့ကောင်းတယ်ကျွန်မနဲ့ပါလာတဲ့ကလေးမလေးတွေဆိုတော့မလေးမကြည့်ရဲလို့သူတို့အဲ့လိုဖြစ်နေတာကြတော့နေတော့ပဲလို့ဒီ baby daddy ြင်မှာကိုယ့်ကိုချောင်းနေတာမှမကြောက်ပါဘူးဆိုအဲ့လိုအာကျွန်မဝမ်းသာပါတယ်ဘာဖြစ်လဲဆိုကျွန်မနားပြီးတော့ပြန်လုတဲ့အခါမှာကျွန်မကိုသင်မှတ်ပြကြတယ်ကျွန်မရဲ့အမှုပညာကိုဒီလိုမျိုးပြောကြတယ်ပေါ့ကျွန်မကိုအဲ့လိုမျိုးထင်ကျေးပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျွန်မတကယ်ကိုကျေးဇူးတင်ပါတယ်ကျမဒီတဲ့နှက်ဝင်တဲ့ဆိုတဲ့ဇက်ကားမှာကျမမိညိုဆိုတဲ့အဲဇက်ကောင်ကနေပါဝင်ပါတယ်စိတ်မနှံ့ဘူးပေါ့နော် ယူသူပြန့်လွင့်နေတဲ့အာမိမတယောက်ပြစ်မှာပါဝင်ထားပါတယ်။သွားကြနော်။နင်တို့ပဲလို့တဲ့။ဖေးရတာလေ။အစ်မမကြောက်တတ်ဘူး။အမတကျမမကြောက်တတ်ဘူး။အာနိုင်စင်းရိုက်တဲ့အခါမှာတော့အရန်ရာတီလူရန်ပြင်းထန်တယ်။အဲ့ပြင်းထန်တဲ့ကြားထဲမှာကျမတကူလုံးရေကခေါင်းကနေပြီးတော့ချိချိပြားတီချိန်လုံးစုထားရတယ်။ရေတွင်းကနေဆွဲထုတ်တဲ့အကန်းသူအကြည့်ရတာတော့စက္ကန့်ပိုင်းပဲကျမတို့ရိုက်ရတာအချိန်ချင်းပဲ။အချိန်ချင်းရိုက်တိုင်းရိုက်တိုင်းလည်းကျမလောင်းချပြီးတော့ရေချူအဲ့တော့ရေအေးမချိုးနိုင်တော့ အာအဲ့မှာပဲ15မိနစ်ဦးနဲ့ရေနွေးတယ်ရေနွေးတဲ့တခါအဲ့ဒပူးအဲ့တိုင်းပဲရေနွေးဦးတဲ့တိုင်းပဲခေါင်းလောင်းချအဲ့လိုနဲ့ကျွန်တော်တို့ရိုက်ခဲ့ရတာပေါ့နော်အကြည့်ရတာဘာမှမဟုတ်တာရှင်ပြီးတော့လဲကျွန်တော်တို့ဒီနောက်ဆုံးကန်းဆိုလို့ရှင်လဲဝိညာဉ်ဝင်ပူတဲ့ကန်းဆိုလဲမိုးရွာတဲ့အချိန်မှာကျွန်မထွက်လာတယ်အကလေးပိုက်ပြီးတော့ထွက်လာတယ်အဲ့ဒီအချိန်မှာဆိုလို့ရှင်လဲတကူလုံးကရေရဆိုပြီးသားဆိုတော့ကျွန်မပါဝင်ရတဲ့အခန်းလေးနည်းနည်းမှာ၃ပုံ၂ပုံလောက်ကကျွန်မရေဆိုနေရတယ်ကျောက်ဆရာက ျမကခုနပြောထားကျမတရေမကြောက်တယ်ရုပ်ရှင်ကြည့်လို့လည်းကျမမကြောက်ဘူးကျမအပြင်မှာလည်းမကြောက်ဘူးအေးတတဲမှာဘယ်လောက်တရေချောက်တယ်ဆိုမနေရဲလို့ပြောကျမနေရဲလို့မျိုးတိတ်ပြီးတော့ကျမအဲ့ရနဲ့ပတ်သက်ပြီးတော့ကျမဖေးလည်းမရှိဘူးဒါပေမဲ့အခုထွက်လာတဲ့သူတွေပြောကြတယ်အာသူတို့ဒီကားကြီးอ่ะကြောက်ဖို့ကောင်းတယ်လမ်းဖို့ကောင်းတယ်ကျမနဲ့ပါလာတဲ့ကလေးမလေးဆိုတော့မလေးမကြည့်ရဲလို့သူတို့အဲ့လိုဖြစ်တယ်ဒါကအောင်မြင်မှုတစ်ခုပဲလေနော်ဒီကားရဲ့ image တစ်ခုပဲလေနော်ကျမတို့မကြောက်တတ်တဲ့သူကတော့ အပြင်မှာကိုယ့်ကိုချောင်းနေတယ်လားမကြောက်ပါဘူးဆိုအဲ့လိုအာကျမတကူစားအနေနဲ့ပြောရလို့ရှိရင်တော့အာဒီကားဟာခုနကအာကျမမြမတွေပါတယ်သူတို့ဆိုလို့ရှိရင်ကြည့်ကိုမကြည့်ရတော့တာတဲ့အာငုတ်ပြီးတော့နေရတာတဲ့အာဒီတိုင်း image ကအဲ့မှာပေါ်ပြီးသားပါဟုတ်ကျမလည်းအရန်ကြိုက်ပါတယ်ကျမမကြောက်တာမကြောက်တာလေဒီကားကိုကြိုက်တယ်ဟုတ်ဒီကား anti grace အမြင်ပေါ့နော်အဲ့အတွက်လည်းအဲကျမဝမ်းသာပါတယ်ကျမကိုလည်းသူစကားတော်တော်များများပြောသွားပါတယ် အဲ့လိုဆိုတော့အာ anigrace ပြန်စကားတွေလည်းကျွန်မဟိုဗာလဲဟိုဟာ media တွေလည်းသိကြပါပေါ့နော်အဲ့တော့ तू ကတာဝန်ကျေတယ်လို့ပြောတဲ့အတွက်ကျွန်မဝမ်းသာပါလေကျေးဇူးတင်ပါတယ်ရှင်အာကျွန်မထိန်တော့မထိန်ဘူးကျွန်မကိုလှမ်းပြောတော့မှကျွန်မအိမ်ပြန်ရောက်တော့ makeup တွေဖြတ်နေတဲ့အချိန်ရှိတယ်ကျွန်မအမလှမ်းပြောတယ်အဲ့နဲ့မာကြီးဆိုရေးပေးထားတယ်ကျွန်မနဲ့မာကြီးဆိုနေရအမှုပညာအရာပဲဟိုဟိုပါရှိရရင်းနှီးတဲ့ဟာမဟုတ်ဘာဖြစ်လို့ဆိုအမတို့ကကြီးရတဲ့ခါကျတော့ကိုယ်ကပြောဖို့ကိုကျွန်မတို့က ဟိုဘောတော့အကြီးတယောက်နေတာတော်တော်မပြောရဲဘူးကိုနဲ့ကြလည်းအသက်ရလည်းမတူတော့လေအမတို့ဆိုအဝေးရပဲနှုတ်ဆက်အဝေးရပဲပြင်ပြဒီလိုပဲရှိခဲ့တာဗောနော်ဒါပေမဲ့ကျမရဲ့ပါတဲ့အခန်းလေးနည်းနည်းသူသေးချာကြည့်တယ်တေချာပြောပေးတယ်ကျမပြီးွားတဲ့အချိန်မှာကျမတို့မီးဖွင့်ပြီးတော့ကျမကျမကိုပြောတယ်စကားတွေအများကြီးပြောတယ်ဗောနော်အာအခုတက်ရေးထားတယ်ဆိုတာလည်းနည်းနည်းတော့ပဲရှိသေးတယ်ကျမကျမနဲ့ပတ်သက်လို့နည်းနည်းတော့ပဲရှိသေးတယ်သူအများကြီးပြောသွားတယ်ကျမရင်းသားတွေပေါ်ယူပြီးတော့ရှေ့ဆက်ဖို့အားကြီးအများကြီးရှိရပါတော့ကျမစီမှာ ဟိုအရန်အားရတဲ့ခံလည်းမရှိသလိုကျမအာငါဒီနေရာအဲ့လိုမျိုးတွေမရှိဘူးကျမမိညိုဇက်ကောင်ကိုမိညိုဖြစ်အောင်ကျမအစလည်းကျမပါတဲ့အထက်မှာ ကျမကြိုးစားထားတယ်အဲ့ဒီအတွက်တော့ကျမပရိသတ်ကပဲဘယ်နေရာပိုကောင်းတယ်ဘယ်နေရာညော့တယ်ဒါပရိသတ်ကပဲဆုံးဖြတ်မှာကျမအနေနဲ့တော့မိညိုပြောင်းစဆုံးကြိုးစားထားပါတယ်အာကျမဝမ်းသာပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမနားပြီးတော့ပြန်လုတဲ့အခါမှာကျမကိုသိမှတ်ပြကြတယ် မရဲ့အမှုပညာကိုဒီလိုမျိုးပြောကြတယ်ပေါ့နော်အဲ့တော့ကျမဝမ်းသာတကယ်လဲဝမ်းသာတယ်ဝမ်းသာတယ်ရုပ်ပေါက်လားမပေါက်လားတော့မသိဘူးပြပြတာတကယ်ဝမ်းသာတယ်အဲဟိုပါအဲ့ဒီတော့ရင်ခုန်လားဆိုတော့အဲ့လိုမျိုးတော့ကျမ very excited တော့မဖြစ်လို့ရှင်ကျမကိုအဲ့လိုမျိုးထင်ကျေးပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျမတကယ်ကိုကျေးဇူးတင်ပါတယ်အာ ျမကပြောတယ်ခုနကလိုပဲကျမကလိုမျိုးဟိုပြောကြတယ်ဆိုကြတယ်ပေါ့နော်အားပေးကြတယ်ဆိုတော့ကျမတက်တကယ်လေးအားဖြစ်ပါတယ်ကျမလည်းတကယ်ဝမ်းသာပါအဲအဲ့ကြောင့်မို့ကျမငယ်အမှန်ရနေတဲ့ character တခုကထပ်တိုးလာပြီပေါ့ရှင် baby ပြီးတော့မိမျိုးဖြစ်လာပြီပေါ့ရှင်ကျမဒါပြောတာစောပါလိမ့်မယ်။ဒီကကျမတို့က pressure တွေ ဖာမီချိုးတွေပဲရှိသေးတဲ့အတွက်မိညိုဖြစ်ခဲ့တယ်ဆိုတာကျွန်မလူတွေပဲပြောသေးတာအဲ့တော့31ရက်နေ့ဂျုံတင်တဲ့အခါကျမှသာလေမိညိုဖြစ်တယ်မဖြစ်တယ်ဆိုတာပြိတ္တကဆက်ပြောမှာအဲ့ခါကျမှကျွန်မရဲ့ခံစားချက်ကိုဆက်ပြောလို့ရမှာပေါ့နော်အခုလောလောဆယ်မှာတမီးတို့ကြည့်ပြီးသွားပြီဖြစ်တဲ့အတွက်မိညိုဖြစ်ခဲ့တယ်ဆိုတဲ့ပုံမှာကျွန်မဝမ်းသာပါတယ်ဟုတ်